ပေါ်တူဂယ်နဲ့ခရစ်စတီယာနိုရိုနယ်ဒို congratulation ပါ Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါကိုခိစ်တာဖုတ်ဘောရှူအနီချိုးသွားရခင်ဗျာစပိန်နဲ့ပေါ်တူဂယ်တို့ရဲ့ UEFA Nation League ဘောလူပွဲစဉ်ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါတယ်အနေငယ်နောက်ကျသွားတဲ့အတွက် sorry ပါလို့เนาะကျွန်တော် day live ကြည့်ဖို့ဆိုတာအဆင်မပြေတဲ့အတွက်ကြောင့်မနေ့ပြန်ရောက်မှ fully replace ကြည့်ပြီးတော့ကျွန်တော်ညီကိုတွေကိုပြန်လည်သုံးသပ်ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီဖလားအောင်မြင်မှုကပေါ်တူဂီအသင်းတော်တံမကပဲနဲ့ခရစ်စတီယာနိုရိုနယ်ဒိုအတွက်ပါမှတ်ကြောက်တင်နိုင်ခဲ့တဲ့အောင်မြင်မှုလို့ပြောရမှာဖြစ်ပါတယ်။အဲ့တော့ရိုနယ်ဒိုအကြောင်းမင်းကျွန်တော်အရင်စပြောရအောင်။ခရစ်စတီယာနိုလိုမျိုးအသက်40ရောက်နေတဲ့ကစားသမားတစ်ယောက်အနေနဲ့အခုလိုပြိုင်ပွဲကြီးတစ်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့မဆိုထားနဲ့ဟောဂိုရကိုသွင်းဖို့ဆိုတာမလွယ်ဘူးဗျ။အာရှ အဆင့်တန်းနေဆိုရင်တော့အသက်အရွယ်ကြီးရင်းတဲ့ကစားသမားတွေကဘာဖလားလို့ပြန်ပွဲမျိုးမှာဝင်ရောက်ကစားခဲ့တဲ့အဆင့်လာတွေရှိခဲ့ပေမဲ့ဒီ UEFA လိုမျိုးဘောလုံးအဆင့်တန်းမြင့်တဲ့ပြိုင်ပွဲတစ်ပွဲမှာဝင်ရောက်လဲရှင်းနိုင်ကစားတယ်အသင်းတွက်လဲတရောင်းတနေရာကအထောက်အကူပြုခဲ့တယ်ဂိုးလဲသွင်းယူနိုင်ဖို့ဆိုတာအဲ့ဒါလောက်ထိတော့မလွယ်ဘူးကျွန်တော်သူတို့ရဲ့သဘောကရော်နယ်ဒိုခြေသွမ်းပြလို့ရော်နယ်ဒိုပဲတောင်းလျှောက်အသေးအတန်နေနော်လိုက်ကက်နေရလို့ရော်နယ်ဒိုရဲ့ကြွေးချင်မှုတွေကြောင့်စပိန်ကစားသမားတွေကြောင်ပြောင်နေလို့လို့ပြောတာမဟုတ်ဘူး သူအသက်အရွယ်ရတော့ဒီလောက်ပဲရတော့မှာပေါ့ဗျာအသက်40ကျော်ခရစ်စတီယာနိုဘာမြန်လို့ပြနိုင်အောင်မလို့တော့ဒါပေမဲ့လည်းသူရှိနေရင်ဟိုအရှိန်တစ်ခုဆိုတာရှိနေတယ်ဘာမှမကြည့်နဲ့ကျွန်တော်စပိန်ကနောက်ခံကစားသမား Norman Cristiano ကိုပဲတောက်လျှောက် Lucas ကစားနေတယ်ဒါကနီးပြ De La Fuente ရဲ့ instruction ကြောင့်လားဒါမှမဟုတ်သူကိုယ်တိုင်ကနော် Cristiano ရဲ့ဘယ်လိုပြောမလဲ weight ကိုမခံနိုင်လို့လာတော့ကျွန်တော်လည်းမပြောနိုင်ဘူး ဘာကြောင့်လဲဆိုတော့ခရစ်စတီယာနိုကလူကက်ကစားဖို့မလိုတော့တဲ့အခြေအနေမျိုးဗျာဒါပုံဝင်လေးလေးပြောပြသို့တော့ဒါဝရှောက်ကရိုနယ်ဒိုအလွတ်မပေးပဲကစားနေတဲ့အတွက်ကြောင့်တခြားနေရာတွေမှာ space တွေရခဲ့တယ်ဒါဒီရိုနယ်ဒို effect ပဲဗျာအဲ့တော့ရိုနယ်ဒိုကိုသွင်းယူသွားတဲ့ပုံစံကိုလည်းကြည့်ကူကူရေရဆိုရင်မိမိရရိုနယ်ဒိုလူကက်မကစားနိုင်ဘူးတွန်းလို့ရတဲ့အခြေအနေဗျာကူကူရေရသည်အရင်တွန်းတွန်းတက်တက်နဲ့ကစားတက်တက်ကစားသမားဒါကျွန်တော်တို့အတိဆုံးမှာသို့တော့ကူကူရေရကအဲ့ deflect ဖြစ်လာတဲ့ဘောလုံးမျိုး အဲ့လိုဘာလို့လို့ဘာကန်ရမဲမသိပဲနဲ့ကိုကျွန်တော်နဲ့ရော်နယ်ဒိုကလွယ်လွယ်လေးတွင်းသွားတာအဲ့တော့ခြေစွမ်းပိုင်းဘာညာထက်ဆိုင်ရော်နယ်ဒိုရဲ့အရှိန်နဲ့အသေးမမှဥစည်းဥစားပြုတ်နိုင်မှုအပိုင်းကဒီဘက်မှာအများကြီးမြင်ခဲ့ရတယ်ဗျာကျွန်တော်ကအဲ့ဒါအံ့ဩတာဒါပြောပြောဆိုပထမဂိုးမှဆိုလဲခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပတ်သက်မှုပါဝင်နေတယ်အဲ့တော့ဒီနှစ်ဂိုးလုံးကရော်နယ်ဒိုရဲ့ပါဝင်ပတ်သက်မှုကြောင့်ရသွားတယ်လို့ပြောလို့ရတယ်နှစ်ဂိုးလုံးကိုနောက်ကလိုက်ပြီးခြေပခဲ့ရပေမဲ့တစ်ဖက်ကပိုကောင်းတဲ့ အသင်ပိုကောင်းတဲ့အသင်ဆိုတာလည်းအခြေအနေမျိုးစုံရှိနေပြီဗောလုံးရှိတဲ့အချိန်မှာပိုကောင်းတဲ့အသင်ကိုဆိုလိုတာလက်ရှိယူရိုချန်ပီယံဖြစ်ထားတဲ့အသင်ပေါ်တူဂယ်ကတော့တည်ဆွဲကံပြီးတော့နော်နောက်ဆုံးအချိန်ပူတွေပနတီတွေသွားမှာပဲသူတို့ဖြစ်ချင်တဲ့ဂိုးအတိုင်း ဖြစ်သွားတယ်စပိန်ကဥဆောင်ဝိုးတွေတွင်းတယ်နောက်ကနေလိုက်ပြီးတော့ခြေပါတယ်အဲ့လိုခြေပါတဲ့နေရာမှာလည်းအရင်ခက်ခက်ခဲခဲခြေပါခဲ့ရတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့စပိန်ရဲ့ဘောလုံးမရှိတဲ့ကစားတဲ့ကစားဟန်ကိုနော် မာတီနက်စ်ကကောင်းကောင်းနားလေသဘောပေါက်တယ်။အဲ့တော့ Robert Martinez အနေနဲ့အသင်းငယ်တွေကင်တွယ်ခဲ့ရတဲ့အတွေ့အကြုံကြောင့်လို့ကျွန်တော်ထင်တယ်ဗျ။ကျွန်တော်တို့ဒီ Robert Martinez ကိုစသတိတာ Wigan Manager အဖြစ်စသတိခဲ့တာအသင်းကြီးကိုဘယ်လိုခံစားရမလဲ။ဘောလုံးမရှိတဲ့ချိန်ကျရင်ငါတို့ကဘယ်လိုအကောင်းဆုံးကစားရမလဲဆိုတာဒီနောက်ပိုင်း Modern Nibiru အရင်နဲ့ပေါင်းဖက်ပြီးတော့ဘေးကြအကောင်းဆုံးလှုပ်ရှားသွားတယ်။အဲ့တော့အခုနောက်ပိုင်းဘောလုံးပွဲတွေမှာ ဘောလုံးရှိနေတဲ့အချိန်မှာကောင်းလို့မရတော့ဘူးဘောလုံးမရှိတဲ့အချိန်ကြရင်လည်းဘာလုပ်မလဲဆိုတာကြွတင် prepare လုပ်ထားတယ်အဲ့တကြောင့်ဒီ pressing နဲ့ counter attack quick transition တွေဆိုတာအကုန်ဆက်ဆက်နေတာဘယ်အသင်းမှဘောလုံးပြန်ရသွားရင် bid edge ကိုစိတ်ပြီးပြတ်မတယ်တော့ဘူးပြိုင်ဘက်အသင်းခဲစစ်အသင့်မဖြစ်သေးတဲ့အချိန်လေးကိုအကုန်လုံးအခွင့်အရေးယူမယ်အသင်းတွေကြီးပဲအဲ့ဒီနေ့ပွဲစဉ်မှာဒီလိုဂိုးမျိုးတွေပဲနှစ်သင်းလုံးတွင်းသွားတာပဲနောက်ပိုင်းဘောလုံးပွဲစဉ်တွေကတော့တစ်ဇက်လေးမှအမှန်ဝင်ခံလို့မရတော့ဘူး မတို့ခြေတော်ထဲမှာဘောလုံးရှိနေလို့ attack ဘယ်လိုလုပ်မလဲမစင်းစားနဲ့တစ်ဖက်က counter attack လာရင်အဲ့ဒီ counter attack ကိုပေးပြီးတော့မဖြစ်စေခြင်းနဲ့ counter press မျိုးတွေရအောင်ပေးမလားအဲ့လိုမျိုး counter press မျိုးတွေမပေးနိုင်ဘူးဆိုလို့ဟာငါတို့ခံစစ်ကိုဘယ်လိုအသင့်နေရာယူမလဲချုပ်တင်စဉ်းစားရအောင်မယ်အဲ့လိုခံစစ်အသင့်နေရာမယူထားလို့က counter press ပေးဒါပဲဒီနေ့ပွဲစဉ်မှာလဲ Spain တင်းရဲ့ဘောလုံးမရှိတဲ့ကစားတဲ့အခြေအနေကတော်တော်ဆိုးတယ်ဗျာ ခစစ်ကစားပုံရွှေရွေးမှုနဲ့အတူကစားသမားတယောက်ချင်းတည်းရလဲ defensive action တွေလိုအပ်ချက်အများကြီးရှိခဲ့တယ်။အဲ့အတွက်ကြောင့်ပေါ်တူဂယ်အသင်းကသူတို့ဖြစ်ချင်တဲ့ပုံတံတန်းကိုရအောင်ပေါ်ဆောင်သွားခဲ့တယ်လို့စပိန်ကလည်းသူတို့ရဲ့ trap တွေထဲဝင်သွားခဲ့တယ်လို့ပဲကျွန်တော်တို့ယူဆတယ်။နောက်ထပ်ပေါ်တူဂယ်ပေါ့နော်။အဲ့တော့ပေါ်တူဂယ်ကအသင်းလိုက်စူးစီးချစ်လက်မှုအားတော့အတွေ့အကြုံရှင်းတဲ့ကစားသမားတွေများတဲ့အတွက်ကြောင့် solid ပုံဖြစ်တယ် သူတို့ပေးလိုက်ရတဲ့ဂိုးတွေကလည်းအဲ့လိုတစ်ချက်ကလေးတတိလက်လူဖြစ်လိုက်လို့ပေးလိုက်ရတဲ့ပုံစံမျိုးတွေပဲတိုးတော့ဘောလုံးမရှိတဲ့အချိန်မှာပေါ်တူဂယ်ကလုံးဝ high press ကိုပေးထားတာစီးနေရပဲအဲ့တော့ high press ပေးတဲ့အချိန်မှာပြိုင်မဲ့ကစားသမားတွေဒီဘောလုံးတည်ဖို့မပြောနဲ့အဲ့လိုဆွဲပြေးဖို့တောင်မှတိတ်ပြီးမလွယ်ကူတဲ့အခြေအနေမျိုးဒီနေ့ပွဲတွေမှာပေါ်တူဂယ်ရဲ့ high press တွေ counter attack တွေ drive pass တွေတိတ်ကိုကောင်းတယ်အဲ့ဒီကြောင့်ပဲပေါ်တူဂယ်က UEFA Nation League မှာဒါဆရာကြီးပဲ နော်နှစ်ချိန်ဘူဆွဲခဲ့တယ်လို့ပဲပြောရမှာပါနောက်ထပ်ဒီဘွဲမှာထူးခြားခဲ့တာစပိန်ရဲ့ကမ္ဘာအဆင့်တောင်ပံနှစ်ဖက်ပေါ့နော်နီကိုဝီလီယမ်စ်နဲ့လာမင်ညာမာနီကိုဝီလီယမ်စ်ကပို့ပြီးတော့ထိုးပေါက်ခွင့်ရတယ်ဘာကြောင့်လဲဆိုတော့ဂျွန်နေဗက်စ်က right back ထွက်ပြီးတော့ကစားနေတဲ့အတွက်ကြောင့်ပါဒါကတော့ Robert Martinez အနေနဲ့မလုံသင့်တဲ့အမှားယွင်းတစ်ခုပေါ့နော်ဂျွန်နေဗက်စ်ရဲ့အကောင်းဆုံးနေရာ central zone မှာဆိုတော့အားလုံးသိတယ်တိုးတော့ player management လောက်ရတဲ့အခြေအနေမျိုးမှာအဲ့လောက်ထိလွယ်ကူမနေဘူးကွင်းလယ်မှာဗျာတုံးကျင်စရာကစားသမားတွေကြီးပဲအဲ့တော့ကြောင့်ကျွန်တော်ဗီဒီညာရဲ့ဘာနာဒိုဆေးဗာရဲ့တော့ဘရူနိုရဲ့ try ကိုပုံစံကိုတည်လိုက်တဲ့အခါကျတော့ Jonavis က right back ရောက်သွားတယ် right back မှာမကစားနိုင်ဘူးပြောရမလို့ကစားနိုင်တယ်ဒါပေမဲ့ Nico Williams လို့ကစားသမားမျိုးနဲ့တွေ့တဲ့အချိန်မှာထင်သလောက်လွယ်ကူမနေဘူးအဲ့တော့ကြောင့် Spain ရဲ့ဘောလုံးထိုးပေါက်တဲ့နေရာအများစုကအဲ့ဒီ left side ကဖြစ်ခဲ့ Now let me mia mail ကြတော့ကျွန်တော်ရဲ့ပွဲကျူသုံးသက် channel မှာပါပါတယ်။လက်ရှိချိန်ကမ္ဘာအကောင်ဆုံးဒီတဲက right wing ကတယောက်နဲ့เนาะ left back တယောက်တွေ့ဆုံမှုမှာဘလို့ဖြစ်မလဲတိတ်ကြည့်လို့ကောင်းမယ်ဆိုပြီးကျွန်တော်ပြောခဲ့ပူပါတယ်။အဲ့တော့တကယ်တမ်းလည်းလမင်ညာမန်အနေနဲ့ new normal ness ကိုထိုးပေါရတာတော်တော်လေးခက်ခဲနေတယ်။ဒါတောင်မှရအောင်သူ့ရဲ့ reverse cross တလုံးကနေကိုတကူဖန်တီးပေးခဲ့ပါသေးတယ်။ဒါပေမဲ့ပွဲချိန်အများဆုံးမှာ new normal ness တိတ်ကို ခဏလုံးနဲ့ကျွန်တော်ခဏလုံးနဲ့ပဲပြောချင်တယ်ရမဲလ်ကိုတော့တကွက်ပြသွားသေးတယ်အဲ့တော့ညီနိုမနက်စ်ဒီကဘာအဆင့် left back တယောက်ဖြစ်နေပြီဆိုတာညင်းလို့မရအောင်ရမဲလ်ကိုကစားသမားမျိုးကိုဒီလိုတူတူတန်တန်ဖြစ်အောင်ထိန်းချုပ်ဖို့ဆိုတာသိပြီမလွယ်ဘူးเนาะအဲ့ရမဲကဘာလို့လို့လုံးမန်းမသိတာခွန်အားပို့ပြီးတော့တုံးရတယ်သူ့အနေနဲ့လည်းတခြားကစားသမားတွေကိုထိန်းချုပ်ရတာတက်ပို့ခတ်ခဲပါလိမ့်မယ်ကျွန်တော်နောက်ထပ်တစ်ပိုင်းကဘောလုံးရှိတဲ့အချိန်နဲ့မရှိတဲ့အချိန်အပိုင်းကိုထပ်ပြီးဆွေးနွေးခြင်းတယ် တတကယ်ပုတ်နေရှင်တော့ပိုကောင်းတယ်ဗျာဒီတိုင်းအလုပ်ပဲပြောလိုက်ပါတော့မယ်အဲ့တော့စပိန်အသင်းကဘောလုံးရှိတဲ့အချိန်မှာအရင်ဖြစ်တဲ့သူတို့တဲလို့မရအောင်ဘာကြောင့်လဲဆိုတော့ high press တွေအရင်လိုက်ပေးနေတဲ့အခါကျတော့အဲ့သူတို့ left side တကြောကနေပဲဘောလုံးသွားတယ်ဒီ right side ဆိုရင်ဘောလုံးဟိုတိတ်ပြီးတော့မပေးနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ဗျာနောက်ပိုဆိုးသွားတာဒီရမဲ right side မှာကစားပေးနေတဲ့ကျွန်တော်ဘာစလိုနာကစားသမားဟောင်းမင်ဂူဇာကလည်းလိုအပ်ချက်ရှိရဗျာ ်သူကရှေ့ထိလဲတက်ပြီးတော့ overlap မတက်ပေးနိုင်တယ်လို့ရမဲအတွက်လဲအထောက်အကူမဖြစ်ဘူးသူရဲ့ခန်းစစ်ပိုင်းမှာလဲကစားဖို့မကောင်းကွင်းလယ်မှာလဲခန်းစစ်ကစားဖို့ပြ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 ကစားနိုင်တဲ့နော်စပိန်ကစားသမားဆိုလို့ကျွန်တော်တက်ပြီးတော့မတွေ့ရအောင်ဇူဘယ်မန်ဒီကလဲ rotation ပဲလုပ်နေ rotation မလုပ်လို့လည်းမရအောင်အသေးရက်ကစားလိုက်ရင်ပို့ပြီးတော့စိုးသွားလိမ့်မယ်ဟိုကတောက်လျှောက် high press ပေးတာအောင်အဲ့တစ်ဖက်ကပေါ်တူဂယ်ကြတော့ဘောလုံးမရှိတဲ့အချိန်တော်တော်ခန်းစစ်ကစားဖို့ကောင်းတဲ့အသင်းလို့ပြောရမှာပါအဲ့တော့ high line တင်စော့တယ်ဒါပေမဲ့ deep ပြအောင်ကစားတယ် အဲ့တော့ highlighting ဆိုတိုင်းဒီပြောင်မကစားတဲ့ခစ်မဟုတ်တော့ဘူးဗျာ။ကိုယ့်လက်ကစားသမားရင်းနဲ့အဲ့ဒီ defensive line ကကစားသမားရည်ပြီးအဲ့ဒီ highlight နဲ့ဒီပြောင်ကစားသွားပြီးအထူးသဖြင့် pocket space တွေကိုချက်တဲ့ချက်အောင် Spain လေရွေးစီအတင်ကိုဒုက္ခပေးပြီးတော့ကစားသွားခဲ့တယ်။ဘောလုံးပြန်ရတဲ့အခြေအနေမျိုးမှာ Bruno Fernandes က Cristiano ရဲ့နောက်မှာရှိနေပြီးတော့ဒုက္ခပေးသွားခဲ့တယ်။ Patronato Consiga ကိုစတဲ့ဝင်ကကစားသမားတွေကလည်းအထဲတွေကြီး live ဖြစ်ပြီး press ပေးတယ်လို့နောက်ခံကစားသမားတွေအတွက်လည်း defensive action တွေပေးသွားခဲ့တာတွေ့ရတယ်။ဒုတိယပိုင်းရောက်တဲ့အခါမှာပေါ်တူဂယ်ကတော့ပိုပြီး solid ဖြစ်အောင်လူသားပြောင်းလဲမှုတွေလုပ်နိုင်ခဲ့တယ်။ဘာနာဒိုဆေးဗာကို site ထုတ်တယ်။ပြီးတော့ချစ်တော်ပြနိုင်တဲ့ Joao Neves ကိုထုတ်ပြီး Simido ကိုထည့်အကောင်းဆုံးရှင်ပြီးတော့တေးပွဲတစ်ပွဲဖြစ်အောင်ကစားသွားတယ်။အဲ့တော့ penalty အဆုံးဖြတ်မှာကတော့ပေါ်တူဂယ်လည်းရွေးစဉ်အတွင်းအမှားပဲမရှိကန်သွင်းယူပြီးထိုက်တဲ့တင်နဲ့ရခဲ့လို့ပဲပြောရမှာပါ။အဲ့တော့ကျွန်တော် twin goal လေးတွေပြန်လဲဆန်းစစ်ကြည့်အောင်နော်။ 21မိနစ်မှာဆိုရင်တချက်ကလေးမှားသွားတာသူတို့ press ပေးပြီမြင်အဲ့ press မှာပြန်ပြန်ကစားသမားရဲ့ပါနမှုတစ်ချက်ပါနဲ့ဟိုတခါကိုးတယ်အဲ့တော့ဒီကိုးမှာဆိုရင်စမားတဲ့လူက inner co ပေါ့နော် inner co ရှေ့ထိ press တဲ့အိုရဇာဘဲကပပနဲ့နဲ့ဘောလုံးလင်းကို chain ပေးလိုက်တယ်ဗျာအဲ့တော့နောက်ကတောက်လျှောက်ဖြတ်ပြီးတက်လာတယ် superman ဒီဘောလုံးရသွားတယ်ဒီချိန်မှာ inner co မရှိတော့ဘူး inner co ရဲ့နေရာက နေရာလိုကြီးဖြစ်သွားတယ်အဲ့တော့ inner co နေရာအတွက်ဝင်ပြီးတော့ yuno mandas ကဝင်ဖြည့်လိုက်တယ်အဲ့ဝင်ဖြည့်တဲ့အချိန်မှာရမဲကလွတ်သွားအဲ့ဒါကြောင့်တကွက်ကလေးလွတ်လို့မရဘူးလို့ပြောတာအဲ့တော့ရမဲလွတ်သွားတဲ့အချိန်မှာရမဲရဲ့ reverse cross ကတော်တော်ကောင်းတယ်ဗျအဲ့ချိန် ruben dias ရှင်းထုတ်ပုံမတည်တတ်ဘူး superman dia လွတ်လွတ်ကျွတ်ကျွတ်နဲ့ပဲကန်သွင်းယူသွားခဲ့တယ်ပေါ့နော်နောက်26မိနစ်မှာတော့ကျွန်တော်ပေါ်တူဂယ်ချီပါကူရသွားတယ်ခရစ်စတီယာနိုအနေနဲ့ offside အနေထားဖြစ်နေတာဗျ။ဒါမဲ့တေချာပြန်ကြည့်ကြည့်တဲ့အခါကျတော့ဒင်းနူဆန်ကခရစ်စတီယာနိုရဲ့ခြေထောက်ရှေ့ထိနည်းနည်းလေးရောက်နေ။ body ကတော့မှန်နေရိုနယ်ဒိုကျွနေပေမဲ့ခြေထောက်ကဟျူဆန်ကနည်းနည်းလေးကျွနေတဲ့အခြေအနေဖြစ်တာကြောင့်ဒီ goal ချက်ခဲ့ပေမဲ့ဒိုင်းက offside ဖြစ်မတတ်မှတ်ပေးခဲ့ဘူး။ဒီ situation ကြောင့်လား။ဒါမှမဟုတ်နောက်တဲ့ situation ကစပိန်ကသားသမားတယောက်နဲ့မြန်ထိပြီးခရစ်စတီယာနိုစီဘောလုံးရောက်သွားလို့လားတော့မပြောတတ်ဘူးပေါ့နော်။အဲ့ဒီဖြစ်ရကိုတော့တေချာတော့ပြန်ပြီးမပြခဲ့ဘူး။ ဲ့တော့ဒီဖြည့်ကနေတစင်ပက်ဒရိုနက်တိုရရတယ်ပက်ဒရိုနက်တိုကနေမှတစင်ညူနိုမန်ဒက်စ်ကိုပေးလိုက်တယ်ဒီလုံးဆိုရင်စပိန်လေရွေးစင်နောက်ခံကစားသမားတွေရဲ့ခံစစ်ကစားဖို့တော်တော်လိုတာအဲ့လောက်ထိမဖြစ်သင့်ဘူးဖိုင်နယ်ပွဲစဉ်တပွဲမှာအဲ့လိုလူကတ်ကစားဖို့မရှိတဲ့ပုံစံမျိုးကရုပ်ရံပေါက်တယ်ဒဲလာဖွန်တီအနေနဲ့ခံစစ်ကစားဖို့တေချာလေးပြင်ဆင်ပေးဖို့တော့လိုတယ်ဗျစပိန်တွေကအရင်ကတည်းကခံစစ်ကစားဖို့မကောင်းပါဘူးကျွန်တော်လည်း preview မှာပြောခဲ့တယ်တွေ့မယ်အဲ့လောက်ရုံမပေါက်သင့်ဘူးညူနိုမန်ဒက်စ်ကရက်ကွက်ပွဲမှာလို့ကန်သွင်းသွားတာဗျဘယ်သူမှလည်းမရှိဘူးဗျဒီကိုကတော်တော်လေး ခံစစ်ကစားပုံချင်တယ်လို့ပြောရမယ်45မိနစ်မှာဒါမထင်မှတ်ဖဲနဲ့အဲ့လိုဂိုးတကူပြန်ပြီးတော့ပေးလိုက်ရတယ်ဒီကောကလည်းစပိန်ရဲ့ကောင်တာအထက်ကနေရသွားတယ်ပဲပြောရမယ်ပေါ့နော်ဘာနိုဒိုဆေးဗာကိုဘောလုံးပေးလိုက်တဲ့နေရာနဲ့ကျွန်တော်ပီဒရီကဆွဲပြီးသွားပြီးတော့ဥယာဇာဘဲကိုပေးလိုက်တယ်ဥယာဇာဘဲကကန်သွင်းတယ်မထင်မှတ်ပဲစပိန်တို့အနိုင်ကိုတကူထက်ရခဲ့တယ်။နောက်မိနစ်60မှာခရစ်စတီယာရိုနယ်ဒိုရဲ့တွင်ကိုတကူရတယ်။ဒီကိုကလည်းဒါထိုနီတူပဲညူနိုမန်ဒက်ရှေ့ထိတောက်လျှောက်တက်လာတယ် တစ်ချက်ဖိတ်လိုက်တဲ့နေရာမှာတယောက်ပဲမျောတာမဟုတ်နှစ်ယောက်မျောသွားတယ်။ Yamel လေးမျောတာထားလိုက်ပါတော့ဗျာ။ तू က defensive action ကောင်းတဲ့ကစားသမားမဟုတ်ဘူး။အဲ့ဒီနောက်က Minguiza ကတော်တော်အခြေအနေဆိုတာချော်လဲနေတယ်။ခံစစ်ကစားဖို့လည်းမကောင်းဘူး။တိုက်စစ်လိုက်ဖို့မှလည်းမကောင်းဘူး။ဒါအပြင်ချော်လဲနေတယ်။နှစ်ယောက်ကြီးမျောသွားတဲ့အခါကျတော့ Nuno Mendes ကလွတ်လွတ်ကျွတ်ကျွတ်နဲ့ကျွန်တော်ဘောလုံးပေးလိုက်တယ်။အဲ့ဘောလုံးက deflect ဖြစ်ပြီးတော့ကူကူရဲလာကလည်းအမြင်ပေါ်လာတော့သူ့ရဲ့အရက်နဲ့ဘာလို့လို့လောက်ရမယ်မသိဘဲနဲ့ Ronaldo ကအလွတ်ကြီးကံသွင်းသွားတယ်။ ဲ့တော့တူတူဆိုတဲ့တရားလက်ကိုပေါ်တူဂယ်ရအောင်ပုံဖော်သွားနိုင်ခဲ့ရင်းနဲ့ပွဲပြီးတဲ့အချိန်မှာဒီဖလားယူထိုက်တဲ့တန်ရရှိခဲ့တယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့တော့ UEFA Nation League ကိုထိုက်တဲ့တန်ရရှိခဲ့တဲ့ပေါ်တူဂယ်အသင်းတို့ကဆက်လက်ပုံပြနေတယ်ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်